မိဘဆိုတာရေထဲမှာအများတိုင်းကုသသမီးကလေးလိုပဲလေဒါမဲ့သူကတော့လူကြီးဖြစ်နေပြီဟုတ်လားอืมဘွားဘွားဆောက်တဲ့လမ်းကြောင်းအောင်မြင်တော့သူတို့သူရွေးချယ်မှာပေါ့နော်အသားလက်ခံရကိုယ်လည်းလက်ခံပေးပါဘောနော်အသားရဲ့ချစ်သူသူရောပုံလေးတွေ့ရအသိပါဘူးအဲ့အဲ့အเจ้าရလေးလည်းမစစ်ရလေးလည်းမသိဘူးအဲ့ live ပေါ်မှာအဲ့ဒါရေးထားတာအတော်ဆုံးတော့နော်အဲ့အဲ့တော့ဟိုကမီဒီယာတွေကလေအမောက်ကောက်ကလေမဆောက်လည်းမေးထားတာလည်းမဟုတ်ဘူးဘာလို့ဆောက်ရေးထားလဲမသိဘူးအမကောင်းလည်း အောင်အဲ့အဲ့အเจ้าညာလေးလည်းမစစ်နေလည်းမသိဘူးအဲ့ live ပေါ်မှာအဲ့ဒါရေးထားတာအဲ့တော့ဆုံးတော့เนาะအဲ့အဲ့တော့ဟာမီဒီယာတွေကလေမီဒီယာတွေမဟုတ်ဘူးကွာရေးတဲ့လူပေါ့နော်အဲ့မောက်ကောက်ကလည်းမဆောင်လည်းမေးထားတာလည်းမဟုတ်ဘူးဘာဖြောက်ရေးထားလည်းမသိဘူးအမကောင်းလေမင်းသူစီဘယ်လိုမျိုးနေချိန်ပြရမလဲ။ဆရာအဲ့ဒါမျိုးမရှိပါဘူး။အဲသားလက်ခံကိုလည်းလက်ခံပေးပါဦးနော်။ဒီနေ့မထိုင်တယ်နော်။ဘာလဲအောင်မြပါ ဘွားဘွားရှောင်းတဲ့လမ်းကြောင်းအောင်မြင်တော့သူ့သူရွေးချယ်မှာပေါ့နော်အဓိကဆက်ချားတာချင်တာအချိန်ဝိုင်းမရှိဘူးတော့ဒီစင်းတို့ပဲညာဖက်တန်းလာရဲ့ဘွားဟာလာနေ့တွေကြာလာလို့အတွေ့အကြုံများလာလို့လည်းပါမှာပေါ့နော်ဒါလည်းမလို့ပါဘူး လူငယ်စားပေါ့လူငယ်စားရိုမက်တစ်ဆစာလေးတို့ရိုက်မှာတော့လားအဲမလောက်ဘူးဆိုရင်မလောက်ဘူးလောက်တယ်ဆိုရင်ဆွဲရှိရလေဒီစစ်တော့စကားလေးဘာလေးထလာလို့ရှိရအဲရှိရဲ့ဒါရှိအခုလည်းဆက်သွဲတာဟိုကိုဝင်းနေထွက်လေပိုက်တခေါ်နဲ့ပုံမိတာနဲ့အဲရုပ်ကားရုပ်ကားအစအိုက်ကစစ်စာ အဲ့အဲ့ကလည်းမပြောသေးဘူးပြောလို့မရဘူးအဲစက်လျက်တမှုထူးခြားတယ်ပုံမှန်စက်နဲ့မတူဘူးဟုတ်ပရိုမိုရှင်ပွဲဆိုတာလေဟုတ်တယ်တိုင်းအင်ဗိုရီယာတိုင်းမှာဆိုတာကိုယ့်ရဲ့ဆိုင်လိုပဲလေကိုညီမဆိုင်ကိုမိသားစုဆိုင်လိုပဲအများရန်တက်ဖြစ်ပါလားပစ္စည်းအရည်တွေအမခံတယ်ပြီးအလဲထိုင်တယ်သူကအမခံတယ်အဲ့လိုမျိုးပေါ့အဲ့ဒါဆိုင်တဲ့ညညလေးဒါအဓိကကြိုက်တာစိတ်ပေါ့နော် ေပြည့်မဆက်ပလဲဆိုင်တာညီမမြဆိုတာလဲတန်ဖိုးကဈေးကြီးရယ်လေတော်တောင်လဲမဝင်နိုင်ဘူးအဲဝင်နိုင်တဲ့လူလဲတော်တော်ပတ်ဆက်စီလို့ပဲအဖေမြရဲ့တန်ဖိုးကကြီးရရှားတယ်ရှားတာဆိုအဖေပြီးခဲ့မှာအဖေပြီးပြီဘာလဲအဖေကအဲ့ရပလဲပေါ့ပလဲနဲ့စိန်တယ်လေပလဲရွှေရောက်ပလဲတွေလက်ဆော့ရဲ့ငကရအဖေအဲဘိတ်ကမလို့လားမသိပါဘူးမဆက်ပလဲချိုက်တယ်အရင်ကဟိုတော်တော်ဝတ်တယ်လေပလဲ ်အဲ့ဒါအမျက်စောတစ်ခုအဓိကမှထားပဲနဲ့ PC ရဲ့တန်ဖိုး quality အရည်သွေးတွေထိန်းထားနိုင်ဆိုတော့အကြီးရှိအောင်မြင်ပါပေါ့နော်အဲ့ Emoria တိုင်းပေါ်လာအဲ့အရည်ချင်းတွေအများကြီးပြည့်စုံနေအဲ့တော့ဒီတင်မကအောင်မြင်ပါပါအောင်မြင်ပါစေလို့ဆုမောင်းပါတယ်